ေရာတကာမှာလွန်မှုကျင်တဲ့နဝက်ကိုပညာပြနိုင်တဲ့အပြင်မစ်ယူနီဘာစ်ဝန်နာပါဖြစ်သွားခဲ့တဲ့မက်ဆီကိုအလှမယ်။နဝက်ကမြန်မာပြည်သူတွေနဲ့ရန်သူဖြစ်နေပြီးတော့သူ့ကိုအခဲမကြေကြားတဲ့သူတွေကအခုတည်းရှိနေပါတယ်။မြန်မာအလှမယ်သဲဆူညင်းကိုအနိုင်ယူခဲ့တဲ့နဝက်ကအခုတော့ဝက်လန်နေပြီဖြစ်ပြီးတော့သူ့စကားနားမထောင်တဲ့မက်ဆီကိုအလှမယ်ကဒီနေ့မှတော့ဝန်နာစုကိုရသွားခဲ့ပါတယ်။ဒီနေ့ရဲ့မစ်ယူနီဘာစ်ပြိုင်ပွဲမှာဝန်နာစုကိုမက်ဆီကိုအလှမယ်ဖာတီမာဘော့ရှ်ကရရှိသွားခဲ့ပြီးတော့ first runner up စုကိုတော့ထိုင်းအလှမယ်ကရသွားခဲ့တာပါ။ထိုင်းနိုင်ငံကပြည်သူတွေကတော့ထိုင်းအလှမယ်ကပဲဝန်နာစုကိုရ သင့်တယ်လို့ယူဆထားကြပြီးတော့မက္ကဆီကိုအလှမဲဆူရသွားလို့လည်းအံ့ဩနေကြပါတယ်။မက္ကဆီကိုအလှမဲကပြိုင်ပွဲတစ်လျှောက်မှာဆူရမယ်ဆိုပြီးအနမျက်ကြီးခဲ့သူဖြစ်ပါတယ်။ဒီနေ့ရဲ့ Miss Universe ပြိုင်ပွဲအတွက်အဓိကစပွန်ဆာပေးထားတာကလည်းမက္ကဆီကိုကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ဒီပြိုင်ပွဲကတရားမမျှကြဘူးလို့ထင်မှတ်တာကြောင့်ဒိုင်းနှစ်ယောက်က Grand Final မဆက်ခဲ့မှာပဲနှုတ်ထွက်သွားခဲ့ပါတယ်။မက္ကဆီကိုအလှမဲကဆူရသွားတဲ့အချိန်မှာဆူဆစ်ခုံတွေမှာကတော့နှစ်ဝက်ပဲဖြစ်ပြီးနှစ်ဝက်ကမက္ကဆီကိုအလှမဲကိုပြိုင်ပွဲအတွက်မှာနာမည်တက်ပြီးတော့အပြစ်တင်ခဲ့ဘူးသူပါ။ Miss Universe ပွဲကိုထိုင်းနိုင်ငံမှာအင်ရှင်အပြစ် လက်ခံကျင်းပခဲ့တာဖြစ်ပြီးနာမည်ကြီးတဲ့နဝက်က Miss Universe Thailand ရဲ့ National Writer အဖြစ်လောက်ကင်ခဲ့ပါတယ်။နဝက်က Miss Universe ပြိုင်ပွဲဝင်နေအပေါ်ရိုင်းပြစွာဆက်ဆံခဲ့တဲ့ Video File ကနာမည်ကြီးသွားခဲ့ပါတယ်။နဝက်က Miss Grand International ရဲ့ဥက္ကဋ္ဌဖြစ်တာကြောင့် MJ အလမေတွေကိုဆက်ဆံတဲ့အတိုင်းအထက်စီးကနေဆက်ဆံခဲ့တာဖြစ်ပါတယ်။အလမေတွေကကာစီနိုကြော်ညာကိုရိုက်ကူးနေပါတယ်ဆိုပြီးတော့နဝက်ကဟိုတယ်ကခန်းမာထဲမှာအလမေတွေအားလုံးကိုစုပြောခဲ့ပါတယ်။ နဝကမက္ကဆီကိုအလှမဲကိုငတုံးမလို့နာမည်တက်ပြောခဲ့တာကြောင့်မက္ကဆီကိုအလှမဲဖာတီမာဘော့ချ်ကခန်းမတွေကနေထွက်သွားခဲ့ပါတယ်။မက္ကဆီကိုအလှမဲထွက်သွားတဲ့အချိန်မှာနဝကလုံခြုံရေးတွေကိုတောင်ခေါ်ပြီးတော့တာမြင့်ခဲ့ပါတယ်။ဒီလိုအပြုတ်မှုနဲ့အပြောဆိုတွေဟာအမျိုးသမီးတွေရဲ့ဂုဏ်သိက္ခာကိုနှိမ်ချပြီးတော့ဆက်ဆံတာဖြစ်တဲ့အကြောင်းဝေဖန်ခဲ့ကြပါတယ်။မက္ကဆီကိုအလှမဲအပြင် Miss Universe 2024ဝန်ဟာဆူရဒိမ့်မဲ့အလှမဲ Victoria Kajak ဒီ clip ကလည်းခန်းမတွေကနေထွက်ခွာသွားခဲ့ပါတယ်။နဝကသူကျင်းပခဲ့တဲ့ပြိုင်ပွဲတိုင်းမှာပြဿနာဖြစ်လေရှိပြီးမက္ကဆီကိုအလှမဲကိုလည်းရင်းရင် ည်တည်ပြောမိတာကြောင့်ပြန်လည်တောင်းပန်ခဲ့ရပါတယ်။မက္ကဆီကိုအလှမေကအမျိုးသမီးတွေကိုကိုစားပြုဖို့လာရောက်ရှင်မြင်တာဖြစ်ပေမဲ့လည်းဒီလိုအပြောဆိုခံရပြီးတဲ့နောက်မှာရေဝုံးမမဲ့ပြန်ပြီးတော့ဖြစ်ရှင်းခဲ့ပါတယ်။တခြားအလှမေတွေဆိုရင်တော့တရင်ဌာနတွေမှာမကောင်းကြောင်းလိုက်ပြောလို့ရှိတဲ့နဝက်ကဒီတစ်ခါမှတော့တောင်းပန်လိုက်ရပါတယ်ရှင်။ Miss Universe ကလည်းနဝက်ရဲ့လုတ်ပိုင်ခွင့်ကိုကန့်သက်တဲ့အထိပြဿနာတွေကြီးကျယ်ဖြစ်သွားခဲ့ပါတယ်။နဝက်နဲ့ပြဿနာတက်ဖို့လို့မက္ကဆီကိုအလှမေကစူမရနိုင်တော့ဘူးလို့ထင်ထားကြသူတွေလည်းရှိပါတယ်။ဒါပေမဲ့ပြန်ပွဲမှာတော့အရင်အချင်းကိုပဲဦးစားပေးလို့မက္ကဆီကိုအလှမေကပဲစူရသွားတာ ါပါတချို့တွေကတော့ဒီပြန်ပွဲကိုကူကီရှိုးအဖြစ်လည်းပြောဆိုနေကြပြီးတော့တရားမှမကြဘူးလို့လည်းထင်နေကြပါတယ်မြစ်စနီဘတ်စ်ကအချက်တွေကွဲခရတဲ့နဝကနောက်နေ့မှလည်းကိုထွန်းလွင်နဲ့ပြန်ဆောင်ဦးမှာပါရှင်နဝကထိုင်းနိုင်ငံရဲ့ National Writer ဖြစ်တဲ့လို့ထွန်းလွင်ကလည်းမြစ်စနီဘတ်စ်မြန်မာလိုင်းစင်ကိုဝယ်ပြီးတဲ့နောက် National Writer တယောက်ဖြစ်လာခဲ့ပါပြီလွင်ခဲ့တဲ့နှစ်တွေအထိမြန်မာအလှမဲတွေကမြစ်စနီဘတ်စ်ကိုသွားပြိုင်ပေးမယ်ဆူရလာလာတွေမရှိဘဲပြန်လာခဲ့ရပါတယ်ဆရာထူးကမြစ်စနီဘတ်စ်မြန်မာကိုဦးဆောင်တော့မှာဖြစ်လို့သူ့လက်ထက်မှာတော့ဘလို့အလှမဲတွေပေါ်ထွက်လာမလဲဆိုတာစိတ်ဝင်စား ားစရာကောင်းနေခဲ့ပါပြီ။ဒီနေ့မှာဆွရသွားတဲ့ Miss Universe အလာမေကတော့ဒီစုကသူနဲ့အထိုက်အတန်ဆုံးပဲလို့ယူဆထားပြီးနဝက်ကိုနှိမ်ချတတ်တဲ့သူ့ကိုတော့ပြန်လှည့်ပြီးတော့တောင်းပန်လာအောင်လုပ်ပြနိုင်သူဖြစ်ပါတယ်။နဝက်ကမက္ကဆီကိုအလာမေကိုနာမည်တက်ပြီးငတုံးမလို့ပြောပေမဲ့ငတုံးမမဟုတ်တဲ့အကြောင်းပြသနိုင်ခဲ့ပြီးတော့တတဖူကိုလည်းသိမ့်ပိုက်သွားနိုင်ခဲ့ပါတယ်။ဒါကြောင့်နဝက်ကတော့ဒီနှစ်ပွဲမှာအဆက်လက်ရသွားတဲ့အပြင်ခြေကွဲဝမ်းနေသွားရတော့မှာပါ။ အမျိုးသမီးတွေကနှိမ်ချစရာမဟုတ်ပဲပြောစရာရှိတဲ့အကြောင်းအရာတွေကိုတက်တိရှိရှိပြောတင်ကြောင်းလက်တွေ့လုံပြသွားတဲ့မက္ကဆီကိုအလှမေကဒီစုနဲ့တကယ်ရောထိုက်တန်ရလားဒီနေ့အလှမေပွဲကခွကီရှိုးဖြစ်နေလားဆိုတော့ကိုမမအမြင်လေးတွေကိုပြပြပေးခဲ့ပါအောင်နော်ကြီးစုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်